โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့သင်ခန်းစာမှာတော့ဒီ MOOC logical instruction အုပ်စုတွေက logical android instruction အကြောင်းကိုဒီနေ့မှာပြပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ logical and မှာကျွန်တော်တို့ကြည့်မယ်ဆိုရင်เนาะသူက operator နှစ်ခုရှိပဲ result တစ်ခုရှိပဲဟုတ်ပြီနော်အဲ့တော့ operator နှစ်ခုကဘာလဲဆို source ရယ် source b source ရယ် source b ဟုတ်ပြီနော် အဲ့ဒါ source a လို့ပြောရင်လည်းရတယ်ပေါ့နော်ဒါဆိုတော့ source a လို့တော့ပြောထားအောင် source လို့ပဲပြောထားတယ်အဲ့နောက်တစ်ခုကတော့ source b ပေါ့ဟုတ်ပြီနော်ဆိုတော့တွေ့ရလို့လို့ပုံကဘယ်လိုပြောလဲဆိုရင်နော်ကျောင်းထဲမှာတစ်ချက်ကြည့်မယ်ဆိုရင်နော်ဒါကျွန်တော်ဥပမာလေးနည်းနည်းပြောတော့ပေါ့နော်အဲ့ဒါ source ရှိပဲနော်နောက်တစ်ခါ source PCB, you know, source B, okay. And after all, look at what we have done. Logic L and PA. You know, after all, look at logic L and PA. So, y e result, after all, look at result, logic L and y e result good, what hope is. Okay. So, for example, no, my, I'm here, you know, source မှာเนาะဘာက source တဲ့မှာကျွန်တော်တို့ကဘယ်လိုထည့်လိုက်မလဲဆိုရင်เนาะထားပါတော့ကျွန်တော်တို့10 11ဆိုပြီးတော့ကျွန်တော်တို့ထည့်လိုက်အဲ့တော့ဒီမှာ source okay ဒါ source ပေါ့เนาะအဲ့တော့ source ဒီ source ဒီမှာကျတော့ကျွန်တော်တို့ကเนาะ0 0 1 1ဆိုပြီးတော့ကျွန်တော်ထည့်လိုက်ဟုတ်ပြီနော်ဒါဆိုရင်เนาะ Τώρα του επλέστικου, τώρα logical, logic. Αλλά του επλέστικου, φυπάρε, του ε, πλέσ. Πλέσ, ο διπλέσ, ε, διπλέσ, ε, οκ. Νότιμα. Διπλέσ. Τα όνε που, ο, τώρα logical, ο, μα. Τώρα διπλέσ, ε, διπλέσ. Τα ο logical, logic, μα. Τώρα τώρα διπλέσ, ε, διπλέσ, τα ο logical, logic, μα. Αλλά να σου πλέσ, τα ναι, ဒါနဲ့ okay ဒါအောင် logical လို့ကြည့်ပါဟုတ်ပြီနော်ဆောအဲ့တော့မျိုးဘယ်လိုမျိုးလုပ်လို့ရလဲဆိုတာလေးဒီမှာတစ်ချက်ရှင်းပြတော့မှာဖြစ်ပါတယ်နော် okay ဒါဆိုရင်ထုံးစံအတိုင်းပဲကျွန်တော်တို့နော် input တစ်ခုထည့်လိုက်မယ် ဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒါဒီဒီဒီမှာဘာတွေရှိလဲဆိုရင်ကျွန်တော်တို့ဒီ source တွေကိုသူ့ရဲ့ integer တွေထည့်ပေးရဟုတ်ပြီနော်အဲ integer နော်ကျွန်တော်ထုံးစံအတိုင်းပဲ0 1နော် result အနေနဲ့ကျွန်တော်တို့က2အဲဒါမျိုးထည့်ပေးသွားဟုတ်ပြီနော် okay အဲ့ဒါဆိုရင်ကျွန်တော်တို့ကအဲ့ဒီအင်တီဂျာတွေတဲ့ကိုတန်ဖိုးတွေကျွန်တော်တို့ကထည့်ဟုတ်ကျွန်တော်ဒီမှာအင်တီဂျာတွေတဲ့ကိုတန်ဖိုးထည့်ဆိုတော့တန်ဖိုးမထည့်ခင်မှာကျွန်တော်က download လုပ်လိုက်မယ်တန်ဖိုးပြောင်းလိုက်မယ်ပြီးတော့မှကျွန်တော်တို့နော်အဲဒီမှာအင်တီဂျာတွေကိုတန်ဖိုးထည့်ဟုတ်ပြီနော်အဲကျွန်တော်ပထမဆုံးထည့်ပေးတန်ဖိုးက255ဖြစ်ပါတယ် Okay ဒုတိယထည့်ပေးတန်ဖိုးကကျွန်တော်55ဖြစ်ပါတယ် ဟုတ်ကဲ့ဒါဆိုရင်အခုကျွန်တော်တို့ဒီ95နဲ့ဒီ55ပေါ့နော် decibel king ခန်းနေကိုကျွန်တော်တို့က logical and bitwise bitwise and logic ပဲအဲ့တော့ကျွန်တော်ဒီမှာ logic ပဲဆိုရင်နော်ဒါလေးကို online ပဲ okay အဲ့တော့သူက55ဆိုရင် result တစ်ခုထွက်တယ် okay why ဘာကြောင့်လဲတော့55ပါလို့ထွက်တာလေဟုတ်ပြီနော်ဒါဆိုရင်ကျွန်တော်တို့ဒီ55ထွက်ရတဲ့အကြောင်းရင်းကိုကျွန်တော်တို့ဒီမှာဖြေရှားကြည့်ပါမယ် ဲ့တော့ကျွန်တော်တို့အခုပြောတယ်195ရဲ့เนาะကျွန်တော်ထည့်လိုက်တယ်ကျွန်တော်ခုနထည့်လိုက်တယ်45ရဲ့ဟုတ်ပြီเนาะအဲ့ဒီနှစ်ခုဟုတ်ပြီเนาะနှစ်ခုအဲ့တော့အာကျွန်တော်ဒီ PSC မှာရေးထားတဲ့ပုံစံအရဆိုရင်เนาะဒီကောင်ကမဖြစ်ဘူးလဲဆိုတော့ဒီ source ဟုတ်ပြီเนาะ source. 디가가 마실래서 이제 source b. 아니나? 아 source b. 오케이. 아니나? 아 source b 이제 저런 리전가. 아니나? 알아? 아고 저런 샤마가 저런 바이트리디고 샤라이. 아니나? 아 니가가 이제 바이트리가 다 피대. ပြီเนาะဒါ255ရဲ့ binary ဖြစ်ပါတယ်။ဟဲ့ဟုတ်ပြီဒါဆိုရင်ကျွန်တော်55ရဲ့ binary 55ရဲ့ binary ဒါ55ရဲ့ binary ဖြစ်ပါတယ်။ဟုတ်ပြီเนาะဒါ55ရဲ့ binary ဟုတ်ပြီ။ဒါဆိုရင်เนาะကျွန်တော်ဒီမှာအဖြေကတော့ထွက်နေတယ်။ဟို55ဆိုပြီးသူထွက်တယ်။အဲ့တော့ကျွန်တော်က proof လုပ်ချင်တာပေါ့เนาะ55ဘာလို့ထွက်တာလဲသတိပြကြည့်ဟုတ်ပြီเนาะ။ အဲ့တော့45ဘာလို့ထွက်လာတာလဲဆိုတော့ကျွန်တော်ဒီမှာ proof လုပ်သွားမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့ကနော်ဒီ destination ကလည်း तू က45လို့ဒီမှာပြောထားပြီးသားကျွန်တော်တို့အဖြေကိုသိပြီးသားပေါ့နော်ဒါပဲဒီအဖြေဘာလို့ရတာလဲဆိုတော့ကျွန်တော်တို့ကနော်အဲတက်တင်ပြဖို့လိုတယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်တို့ဒီမှာအဖြေက45ရပြီးသားအဲ့တော့45ရဲ့နော်ဒီအဲဒီ result ကလည်းကျွန်တော်အပေါ်မှာရှိတဲ့ နော်ဒီ45နဲ့အတူတူပဲလေနော်ဒါကြောင့်45 45ချင်းချင်းအတူတူပဲဖြစ်တဲ့အတူတူပဲဟုတ်ပြီနော်ဆရာကမလို့ရသွားတာလေနော်နဲအဲကျွန်တော်ဒီ155နဲ့45ကိုနော်ကျွန်တော် analogical source လို့လိုက်တာဘာလို့ဒီလိုလဲအောင်ပါလားလေဟုတ်ပြီနော် okay အဲ့တော့ပထမဦးဆုံးနော်ပထမဦးဆုံး ပထမဦးဆုံးဟာကိုဟိုဒါကြည့်မယ်။ဟေးဟာဘီနော်ဒါပထမဦးဆုံး။ Okay ဒီမှာ1ကြီးပဲ။ဟာဘီနော်တကယ်တော့ကျောင်းဟာဒီ1 1နှစ်ခုပဲကြီးတာဗောနော်ဒီ1 1နှစ်ခုကြောင်းဒီမှာ1ဖြစ်တာ။ဟာဘီနော်အဲ့တော့ဒီမှာ1 0 okay and ရဲ့သဘောမှာ1တခုက1တခုက0ဖြစ်ရင် result ကလည်း0ပဲဟုတ်ပြီနော်အဲ့တော့ and logical ရဲ့သဘောမှာတခုက1နောက်တစ်ခုက1ဆိုရင် result ကလည်း1 အဲ့လိုကြီးကတဘောမှာတစ်ခုက1နောက်တစ်ခုက1ဆိုရင်အောက်ဘက်ကလည်း1။အခုနော် Okay အဲ့ logic မှာကျွန်တော်တို့တစ်ခုက1တစ်ခုက0ဆိုရင်အောက်ဘက် output logic က0။ဟုတ်ပြီနော်။အဲ့နောက်တစ်ခုကကျွန်တော်တို့ကတစ်ခုက1နောက်တစ်ခုက1ဆို output logic ကလည်း1ဆိုတော့သူကတိုက်ဆိုင်သွားတဲ့ဘာသွားတူနေလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီးတော့ဖဲလိုက်တဲ့ source ရဲ့နော် decimal value အတိုင်းပဲဒီ destination ကလည်းပြန်ရနေတာကြည့်ရ။ ပြီနော်ကျန်ရနေတာတွေ့ရတယ်ဆိုတော့ဒါကကျွန်တော်တို့နော်ဒီ analogical bitwise ကိုတုံးပြီးတော့နော်အောက်ပို့ထုတ်လိုက်တဲ့ပုံစံမျိုးပေါ့ပြီနော်အဲ့တော့55ကျင်းတန်ဖိုးကြီးနော်အဲဒီမှာထည့်လိုက်တဲ့ source ဒီမှာရှိတဲ့ tempo က destination က45ဖြစ်သွားတာကအကြောင်းရင်းကတော့အခုနကျွန်တော်ပြောသလိုပဲနော်အဲဒီမှာရှိနေတဲ့ tempo တွေကနော်ဒီမှာ1 to 1 and 1 to 0 and 0 1 to 1 and 1 1 to 1 and 1အဲဒီတော့ဒီလိုအခြေအနေကြောင့်ဟုတ်ပြီနော်ဒီလိုအခြေအနေကြောင့်ဆိုတော့ဒါက logical and ဖြစ်ပါလေဆိုတော့ကျွန်တော်တို့နောက်ထပ်နံပါတ်တွေထည့်ပြီးတော့လဲစမ်းသပ်ကြည့်လို့ရတယ်ဟုတ်ပြီနော် နောက်ထပ်နံပါတ်တွေပါထည့်ခြင်းလဲကျွန်တော်တို့ໃຊတဲ့နံပါတ်တစ်ခုထည့်ပြီးတော့လဲစမ်းသပ်လို့ရတယ်ဟုတ်နော်အဲကျွန်တော်တို့မှာ31ဆိုရင်လဲဒီမှာ31ပဲဟုတ်ပြီနော် โอเคจอมา88ဆိုတော့88ပဲတကယ်တော့เนาะကျွန်တော်ကဒီမှာလीဆော့စ်ပြေကိန်းကနာဆော့စ်ပြီးတော့ပေးထားတဲ့255ကเนาะဘာဖြစ်သွားတာလဲဆိုလို့ရှိရင်သူကဒီမှာ imaginary and ပေါ့เนาะသူက and ရဲ့ imaginary ဖြစ်သွားတာဒါကြောင့်မို့လို့ကျွန်တော်က logic တွေက logical result တွေကပေးလိုက်တိုင်းမှာသူပေးလိုက်တဲ့ result တိုင်းပြန်ပြန်ပြီးတော့အဲထွက်လာတာတနည်းအားဖြင့်ကျွန်တော် source ထဲမှာ source ပြီးတဲ့ကိုကျွန်တော်ကိန်းကနာထည့်လိုက်တာ ਨੇ ထည့်လိုက်တဲ့ကိန်းကနာအတိုင်းပဲဒီမှာပြန်ထွက်လာတယ်ဟုတ်ပြီနော် အဲ့တော့ကျွန်တော်တို့ကဒါကဒီ bitwise and ကိုဖြစ်နေကြောင်းကိုကျွန်တော်ဒီမှာတက်တည်ပြသွားတာဖြစ်ပါတယ်။ဒီနော် bitwise and ဖြစ်နေကြောင်းတကယ်တော့ source ကိုလည်းကျွန်တော်တို့ကပြောင်းလဲလို့ရတယ်မရောမဟုတ်ဘူးပြောင်းလဲလို့ရတယ် source ကိုပြောင်းလိုက်ရင်လည်း reset တော့ပြောင်းသွားမယ်။ဟုတ်ပြီနော်ဥပမာအဖြစ်ကျွန်တော်ဒီမှာအဲ source ကိုကျွန်တော်ပြောင်းလိုက်ပဲပြရပါမယ်နော်ဒီမှာရှိတဲ့ source ကိုကျွန်တော်ကပြောင်းလိုက်တော့ကျွန်တော်နှင်းငါးငါးမဟုတ်တော့ဗျာနော်ကျွန်တော်ဒီမှာနော် အဲကျွန်တော်တန်ဖိုးတစ်ခုပေါ့နော်ဒီဆုံညာဆုံညာကျွန်တော်ပေးလိုက်ပြီပေးလိုက်ရတော့ဒီမှာတန်ဖိုးကပြောင်းသွားဟုတ်ပြီနော်တော်မှာတရားလုံးပေးရတယ်ဒီမှာတန်ဖိုးပြောင်းအဲ့တော့ဘလို့ပြောင်းသွားတာလဲဆိုတာသိကြည့်ကျွန်တော်ဒီမှာဒီပုံစံတိုင်းပဲပြန်ချာကြည့်လို့ရဟုတ်ပြီနော်ဒါဆိုကျွန်တော်တို့တရားရှိမယ်နော် source ကပါလေ88ပေါ့နော် source က88ဒါဆိုကျွန်တော် destination ဘယ်လောက်ဖြစ်သွားလဲ เนาะ destination ဘယ်လောက်ဖြစ်လဲခုနကလို့နှင်းငန်းကမဟုတ်တော့เนาะကျွန်တော်ဒါပြောင်းလိုက်ပြီ destination ကเนาะအဲသူကဘယ်လောက်ဖြစ်သွားလဲ60စနဲမှာ4ဟုတ်ပြီเนาะဒီမှာချက်เนาะ60စနဲမှာ4 okay ဒါဆိုရင်ကျွန်တော်တို့ဒီမှာเนาะ60စနဲမှာ4အဲ60နဲ့မှ4ဆိုတော့ကျွန်တော်တို့အခုကမလုပ်ပါလဲဆိုရင်ကျွန်တော်တို့ရဲ့နော်ဒီထွက်လာတဲ့အောက်ပို့တွေကျွန်တော်တို့ကပြန်ပြီးတော့စစ်စစ် ဟုတ်ပြီနော်ဒီစင်းပေါ်ကျွန်တော်ဒီ code တွေကို binary code ဖြစ်ပြောင်းဖို့လိုတယ်အဲကျွန်တော် source တရားကို binary code ပြောင်းလိုက်တယ်နော် source တရားကိုကျွန်တော် binary code ပြောင်းလိုက်တယ် okay ဒါ source တရားကျွန်တော် binary code ပြောင်းလိုက်ဟုတ်ပြီနော် okay ဒါ source တရားဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ source 88ပဲနော်88ကိုလည်းကျွန်တော်ဆိုတာတိုင်း binary code ပြောင်းမယ်နော်88အဲဒါ byte ကိုပြောင်းပါဘယ်နော် ဒါ88ဖြစ်ပါတယ်ဂိတော့ဒါကြောင့်ဘိုင်ဒီကထုံးစံအတိုင်းကျွန်တော်လေးလုံးလေးလုံးခွဲထားတာဖြစ်ပါတယ်ဟုတ်ကဲ့64ဘယ်လို64ရသွားလဲကျွန်တော်အဖြေအတိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကအဖြေတိုက်ရုံပဲဟုတ်ပြီနော်အဖြေကကျွန်တော်တို့ကတိနေအဖြေအဖြေကကျွန်တော်တို့တော့မလို့အဖြေကကျွန်တော်အဖြေတိုက်လိုက်ရုံပဲအဲ့ဒီတော့ကျွန်တော်ဒီမှာ64ကိုဒီမှာရေးဟုတ်ပြီနော်64โอเค64 နော်64ဖြစ်ပြီโอเคဒါဆိုရင်ကျွန်တော်ဒီမှာ၄လုံး၄လုံးခွဲလိုက်ပဲဒီမှာ၄လုံးဒီမှာ၄လုံးဟုတ်ပြီနော်အဲ64ဖြစ်ဖို့အတွက်နော်ဒီမှာ lead origin တစ်ခုက1ဖြစ်ရမယ်ဟုတ်ပြီနော်တကယ်တော့အခုကျွန်တော်တို့ဒီမှာရှာလိုက်တဲ့နော်ဒီ result တွေက64ဖြစ်ဖို့အတွက်ပဲအသင့်တည်တယ်ဒီပေါင်းတစ်ခုပဲ1ကျွန်တော်တွေကကျွန်တော်တို့မတူတာများတယ် ။ဟုတ်ပြီနော်အကုန်မတူတာများတယ်ဆိုတာမဟုတ်ဘူးအကုန်လုံးမတူဘူး။ဟုတ်ပြီနော်ဒီမှာမတူဘူး။ဒါလည်းမတူဘူး။ Okay ဒါလည်းမတူဘူး။ဒါလည်းမတူဘူး။ Okay ဒါလည်းမတူဘူး။ဒါလည်းမတူဘူး။ဟုတ်ပြီနော်။မတူတော့ကျွန်တော်တို့ reset က64ဆိုတာဖြစ်သွားတယ်။ဆိုတော့ဒီမှာပြောနေတာကခုကနော်တကယ်လို့နော်အဲ့ဒီသဘောကကျွန်တော်ကတစ်ခုက1တစ်ခုက1ဖြစ်မှာပဲသူကသူရ reset ကိုရှာပေးပါတကယ်လို့သူကတစ်ခုက0နောက်တစ်ခုက0ဆိုရင်သူက reset ကလည်း0ပဲ ဟုတ်ပြီနော်1တော့ဖြစ်လာမှာတော့မဟုတ်ဘူးဟုတ်ပြီနော်0နှစ်ခုလုံးဖြစ်တဲ့အတွက် fear result ကလည်း0ပဲโอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနေ့เนาะကျွန်တော်ပြောချင်တယ်ဒီ bit wise and ဆိုတဲ့ logic နဲ့ပတ်သက်ပြီးတော့ရှင်းပြခဲ့တာဖြစ်ပါတယ်ဗီဒီယိုကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်